အားလုံးပဲမင်္ဂလာပါဒီနေ့မှဆိုရင်တော့ကလောင်ရှင်အဲလီယာရဲ့အတောင်ပံများကျိုးပြတ်ခြင်းဆိုတဲ့ဝိတ္ထုလေးကိုဖတ်ပြတင်ဆက်ပေးသွားမယ်နော်အတောင်ပံများကျိုးပြတ်ခြင်းမိတွေတဲ့ကြားရာနင်းနေတော့နားခါရွေမဲ့ကျမအဆင်ပြေပါတယ်နောက်တော့အသားကျသွားမှာပါကျမကိုစောမောင်တို့အိမ်ကိုရောက်ရောက်ချင်း စားတွေ့လိုက်ရတာကမျက်လုံးဝိုင်းလေးနဲ့ပြူးကြည့်နေတဲ့ကလေးနှစ်ယောက်တယောက်က9နှစ်တယောက်က3နှစ်ကျော်လေးတွေနှစ်ယောက်လုံးကယောက်ျားလေးတွေကြီးပါပဲအကြီးကောင်လေးကကျမကို ပေဆောင်ဆောင်ကြည့်နေပြီးအငယ်ကောင်လေးကငူးမမဲ့လေးကြည့်နေကြတယ်ကိုဆုံးမောင်ကချောင်းတစ်ချက်ဟန့်ပြီး ကလေးတွေနာမည်ကိုမိတ်ဆက်ပေးရလေအကြီးလေးကလူမောအငယ်လေးကဟန်စောတဲ့ကျမကိုကိုဆုံးမောင်က ဒီအိမ်မှာနေမဲ့မမေးလို့ကလေးတွေကိုပြောလိုက်တဲ့အချိန်နှစ်ယောက်လုံးကပြဲကနေထားငိုကြပါတော့တယ်။ကျမလည်းဘာလို့ရမှန်းမသိအထုပ်တွေကိုပြစ်ချပြီး မျက်ရည်တွေတုပ်ပြီးလိုက်တယ်။အကြီးလေးကတိတက်ခါစားဆိုတော့ကျမကိုအလိုမကျဟန်တဲ့သူ့ရဲ့ဆက်ရုပ်လေးကိုပိုက်ပြီးအပေါ်ထက်ပြေးတက်သွားတော့တယ်။ဆန်အင်ကြီးဟာကျမနေခဲ့တဲ့ရန်ကုန်မြို့ကတိုက်ခန်းချင်းလေးထက်အစာပေါင်းများစွာခမ်းနားလို့နေပါတယ်။တောင်ကုန်းမြင့်ပေါ်က မြင်မာတဲ့အိမ်ကြီးကိုအဝေးရအောင်လှမ်းမြင်နေရတယ်လေကိုစောမောင်ကစော်ဘွားမျိုးဆက်ကဖြစ်တာကြောင့်ဆန်အိမ်ကြီးကိုအမွေရထားခဲ့တယ်ဆိုပါတော့ရန်ကုန်မှာကိုစောမောင်နဲ့ကျမအတူအလုပ်တွဲလုပ်ဖြစ်ခဲ့ရင်းနဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးလက်ထပ်ဖြစ်ခဲ့ကြတယ်။သူကမုတ်ဆိုးပေါ်ကလေးနှစ်ယောက်အဖေလို့ထင်ရစရာတောင်မရှိပါဘူး။ဒါပေမဲ့သူကိုယ်တိုင်ဝန်ခံပြီးမှကျမကိုသူတို့မြို့မှာလိုက်နေဖို့ပြောပြီးတရားဝင်လက်ထပ်ခဲ့ခြင်းဖြစ်ပါတယ်။ အပြိုလေးရမုတ်ဆိုးဖို့ကိုလက်ထပ်ယူရဲတယ်ဆိုတဲ့စကားတွေကို ကျမဂယုမဆိုင်ခဲ့ပါဘူး။ကျမလက်ထပ်ခဲ့တဲ့လူကကျမကိုချစ်ပြီးဂယုဆိုင်ပေးရင်ရပြီမဟုတ်လား။ကျမဂုံတွေစီစိမ်နေလဲမမတ်မောခဲ့ပါဘူး။သူများယောက်ျားကိုအပိုင်ချိုင်ခဲ့တာလည်းမဟုတ်။သူ့အမျိုးသမီးဆုံးပြီးနှစ်နှစ်အကြာမှကျမတို့ဆုံးခဲ့ခြင်းဖြစ်သည်။ ဒီဆိုင်ကြီးမှာတော့ကျမတို့အခန်းကကလေးတွေခန်းနဲ့ဘေးချင်းကက်လျက်မှာရှိပါတယ်။ကျမကဇနီးမယားတာဝန်မလစ်ဟင်းအောင်အိမ်မှုကိစ္စတွေအပြင် ကလေးတွေကို ထမင်းကြွေစာသင်အိတ်ခန်းကြီးချော့သိတာအထိမိခင်ရင်တယောက်လိုဂယုတစိုက်ကျွေးမွေးပြုစုခဲ့တယ်။ကလေးတွေကအစာအိမ်မှာတော့ကျမကိုအမြင်မကြည့်ဘဲတော်တော်လေးမလိုလားခဲ့ကြဘူး။နောက်ပိုင်းအနေနီးလာတော့မှမြစ်တာရောင်ပြန်ဟတ်တယ်ဆိုသလို ကျမကိုခင်းတွေ့လာကြပါတယ်။ကိုစောမောင်က မြို့ကိုခီးသွားရတဲ့အခါကျမတို့သုံးယောက်တည်းအင်ကြီးပေါ်မှာကြံရိတ်ခဲ့ကြတယ်။ဆိုင်အင်ကြီးကအကြီးကြီးဆိုတော့ကိုစောမောင်မရှိရင် အလိုလိုကြောက်စိတ်တွေဝင်မိရဲ့။ဒါပေမဲ့ကလေးတွေနဲ့အတူကစားရင်အိမ်အလုပ်တွေလည်းလုပ်ရင်းနဲ့ပဲအချိန်နဲ့ကုန်မမသိကုန်လာခဲ့တယ်။ကျမအားလက်ချိန်တွေမှာ ကျမဝါသနာပါတဲ့သုံးမွေထိုးခြင်းနဲ့ပဲစိတ်ပျော်အောင် နေခဲ့ရပါတယ်။ကိုစောမောင်တို့အိမ်ကြီးမှာနေရတာက မပျော်ဘူးလည်းမဟုတ် တခါတလေ အယမ်းကိုအထီးကျန်ဆန်နေလို့ခံစားရတယ်။တခါတလေမှာတရယောက်ကများကျမကိုချောင်းကြည့်နေသလားလို့တော့ထင်မိရဲ့။ဒါကလည်းကျမစိတ်ထင်နေမိရလည်းဖြစ်နိုင်ပါတယ်လေ။ကိုစောမောင်ခီးသွားနေတဲ့တရက်အငဲကောင်လေးဟန်စောအပြင်းဖျားပါတော့တယ်။ညာကြီးတကောင်ကိုပူချိန်တက်လာတာကြောင့်ကျမမှာဘာလို့ရရမှန်းမသိ။ဆရာဝန်စီဖုန်းဆက်ပြန်တော့လေနှင်းတွေအယမ်းကြနေလို့တောင်ကုန်းပေါ်ကိုလာလို့မဖြစ်နိုင်လို့မနက်ခင်းနှင်းခွဲမှာ စောစောလာခဲ့မယ်လို့သာပြောတယ်။ကိုစောမအောင်ကျမဖုန်းဆက်တော့လဲကျွန်းဗီဒီယိုအန်ဆယ်ရဲမှာဆေးရရှိရလို့ပြောတာကြောင့်အိမ်အောက်ထပ်မှာရှိတဲ့ဗီဒီယိုရှိရာကိုဆင်းလာခဲ့တယ်။ကျွန်းဗီဒီယိုကြီးရဲ့အန်ဆယ်ရဲမှာကလေးတွေတောက်နေကြဆေးတွေကိုတွေ့လိုက်ရတယ်။အကြီးကောင်နဲ့အငယ်ကောင်ရဲ့နာမည်လေးတွေကပ်ပြီးတေချခွဲထားတယ်လေ။ကလေးတွေရဲ့အမေကတေချစီးစနစ်ကြကြစီမံထားတာပဲလို့တော့တွေးမိလိုက်သေးတယ်။မိုးလင်းတော့အငယ်ကောင်လေးအပြားကျသွားတယ်။ကျမလည်း မိုးလင်းတဲ့အထိကောင်းကောင်းမအိပ်လိုက်ရဘူး။ဆရာဝန်ကလည်းကလေးအပြားကျသွားပြီဖြစ်ကြောင်းဖုန်းပြန်ဆက်လိုက်တယ်။